ဝဆဂိုင်းမင်္ဂလာပါဒီဗီယိုဖိုင်လေးကတော့ဒီမျိုးများမျိုးကကြောက်တူလေးတွေရဲ့ပြဿနာမှာနော်နှိမ့်နာတဲ့ကောင်မလေးတွေစုကိုရောက်တော့ပိတ်ခဲ့တဲ့အကိုကြီးအာသူတွစ်ချုံခဲရတဲ့ဒီပြဿနာရဲ့အရှုံးထွေးပုံနဲ့ဖြည့်ရှင်းလို့မကြည့်နိုင်သေးတဲ့အနေထားလေးတွေကိုအခုပြန်ပြီးတော့သူပြောပြထားတဲ့ဗီယိုဖိုင်လေးပါဆိုတော့ဒီ view ဖိုင်လေးကစိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုတော့ကျွန်တော်လည်းတူတီ view ဖိုင်လေးကိုလိုက်ပြီးတော့ကြည့်အောင်โอเคခဏလေးအခု၄နိုင်ခွဲ လေးနိုင်ခွန်မှာမြောင်မြတ်မြို့ကျိုးစပိုင်းကြီးကနေတော်တော်လေးနည်းနည်းလျော့ကျော်လာပြီနော်ဟိုကပြန်လာပြီဗျပြန်လာနေတာအခုပြောရင်တော့ရတယ်ဒါပေမဲ့ပြောရမှာကြီးကများတော့ဒီသူများတွေကနေထဲမှာလည်းကျွန်တော်မပြောချင်ဘူးနော်အာချောင်းတဲ့ကောင်တွေလည်းဝင်မနော်ဝင်မခွန်မဘလို့နေရလဲဘလို့ပြောရလဲဘသူဖေခေါ်မှမသိဘူးဒါတော့ကိုစောက်ထားတဲ့ကိုသွားတာနော်ကိုစောက်စင်ကိုဇိုင်းကလာကိုနေထားတဲ့ကိုသွားတာ ဲ့လိုတွေကြုံရတယ်ပေါက်ကွဲလာဝင်ရတယ်ဗျာနော်နည်းနည်းပေါက်ကွဲလာလားမသိဘူးဘူးမကြီးကောမကြီးနဲ့ဝင်လာမယ်ဆိုရင်အဲ့ဒါနော်မင်းတို့နေနော်မမမရရရဗီဒီယိုလိုက်အမကြိုက်တယ်မမငါလည်းဆော်ပြီးမှတလုံးမခံမှာမဟုတ်ဘူးငါလုံးဝကိုကြည့်တော့ကိုစောက်ခွက်တွေကပရိုဗိုင်မန်နဲ့မနေရဘူးဗျာဘာကြောင့်ပေါက်ဗဲမရာပုံနေတင်ပြီးတော့နော်ကျွန်တော်ဒီညအိမ်ပြန်ရောက်တော့နေကျွန်တော်တီးခဲ့တယ်ကျွန်တော်ကြုံခဲ့တယ်ဟာအမှန်တရားအကုန်ချပြပေးပါညောင်မြ နေကန်အဖွဲ့အစည်းတစ်ခုကအကိုတရားဖုန်းနံပါတ်ကျွန်တော်မှာရှိတယ်ကျွန်တော်ပို့တယ်သူ့နံပါတ်ဘယ်သူအကုန်ရှိတယ်ကျွန်တော်မှာအဲ့တော့လေဝမ်းသာသွားတာပေါ့နော်အဲ့ဖွဲ့စည်းကျွန်တော်လည်းအဲ့ဖွဲ့စည်းကိုကျွန်တော်ကသဘောကျတယ်ငဘူးလေးကရန်ကုန်မှာလည်းအဲ့ဖွဲ့စည်းကဒူနေတယ်ကျွန်တော်လည်းရင်းနေတယ်သဘောကျတယ်အဲ့အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာအကျွန်တော်ဖုန်းဆက်လိုက်ကောင်ညီလေးအာကိုရောမမြင်ဘူးတက်ကြည့်လိုက်ရတယ်အကိုရေ အကိုရေကျွန်တော်ကျွန်တော်ကျွန်တော်ညမယောင်နေပါတယ်အကိုပေါ့အဲ့တော့အကိုနဲ့ကျွန်တော်တို့မြင်တစ်ချင်းဆိုင်ပြီးတော့မိတ်ဆက်ရင်းနဲ့အကိုကျွန်တော်တခုအဲ့ခံပြရစီโอเคညီလေးလာခဲ့မယ်တဲ့ညီလေးလည်းဟိုပြောနေတယ်ဘာကတည်းကကြီးလို့လဲတဲ့ဆိုရောက်လာတဲ့ဒီစကားပဲပြောမှာဆိုတော့အကိုရေလို့ကျွန်တော်ဒီကလေးမလေးကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်လာတာလို့ အဲ့ဒါကလေးမလေးတွေကျွန်တော်သွားခြင်းနဲ့အကိုပြကလေးမလေးတွေကျွန်တော်အယုတ်ပြေလက်ဆောင်ပေးခြင်းနဲ့ပြီးတော့ကလေးမကြီးစိတ်လည်းမကြဘူးလေအဲ့ကျွန်တော်တက်နိုင်တဲ့ဘက်ကနေပြီးတော့မျိုးမျိုးစူးစမ်းပြီးတော့ကျွန်တော်စကားလေးတွေပြောခြင်းနဲ့အဲ့ပြီးတော့သူမိပါးတွေနဲ့သူညီကောင်မတော်တွေနဲ့တွေ့တဲ့ခါမှာပညာရေးနဲ့ပတ်သက်လို့ရန်ကုန်မှာကျွန်တော်အပေါင်းမွေးအဲ့ကျွန်တော်ညီလေးတယောက်ရှိသေးတယ်အဲ့မှာကျွန်တော်ဖိုင်နဲ့ပတ်သက်ပြီးတော့ရှင်းမိခါတယ်ကျွန်တော်ညီလေးအဲ့တော့အဲ့သူအပါဝင်ကျွန်လေးစားတဲ့ကောင်းချမ်းပါကြီးတယောက်ရှိသေးတယ် ဒီကလေးလေးကိုကိုပိုင်ကြောင်းလေးထားပေးခြင်းတာအဲအဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးဆောင်ရွက်ပေးခြင်းတဲ့ဟာလေးတွေကြောင့်ဟိုဘက်ကလည်း channel လေးလုပ်ပြီးတော့ပြောဆိုပြကြခြင်းတွေပါကြောင်းပေါ့နော်အဲ့လိုကျွန်တော်ဖုန်းကြီးကပြောလိုက်လဲပြောလိုက်ပေါ့ okay တဲ့ညီလေးခုပမာလဲတဲ့ကျွန်တော်အဲ့ဒီကလေးမလေးအိမ်ရဆောင်တော့ကလည်းပေးတိုင်းမှာဟိုရေလို့ okay ကိုကူထွက်လာပြီတဲ့အဲ့တော့လေဒါပေမဲ့အလာဝတာလာပါဘောနော်အဲ့မှာကျွန်တော်ကကုညီမဲကောင်းပါလေးဒီနဲ့စကားတွေပဲပြောဆိုနေတဲ့အချိန်ကျွန်တော်ကြာသွားရတာပဲဒါကြာရည်တော့ပြောကြ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 ာတော့ကျွန်တော် အမြောင်းများမျိုးကအဲ့လိုမကျေဘူးလေဒီကိုဘာလဲလားအုံကုံးကြောင်းလားအလွားလဲလေလားဆူဖားနေလားကိုလည်းတွေးရအောင်နော်အားလည်းဘတ်ကိုဖုံးဆက်လိုက်တယ်အာကိုေးဆိုအားတစ်ခါပြောတာရောရှင်းနေနော်ဒီလေးလေကိုကြီးဒီနေ့မအားတော့ဘူးလေကိုကြီးနေသွားတော့မှာကိုကြီးဒီနေ့မအားတော့ဘူးတက်တနေကမအားတော့ဘူးနေသွားတော့မယ်ပြီးတော့ပြတ်သွားပြီးတော့ခဏလေးတော့တွေးလို့မရတော့ဘူးနော်ဒုံမြောင်းမြောင်းမရှိတော့ဘူးနော်နေသွားတော့မှာရှင်းတယ်နော်ပြောတာလေသူက ဒီကောကနေပြီးတော့ရှင်းပြတာအကျိုးကျောင်းပေါ်ဒီရှင်းပြတာနည်းနည်းစောတော့တယ်ဗျာနော်ဟိုဘက်ကအကူညီဖို့လူကတော့နည်းနည်းသူတို့ကဟိုဘက်ကဟိုဘက်ကအဆိုင်နဲ့သူတို့ကအတူတူနေရတာလေဆိုတော့သူတို့ကထိတ်ထိတ်တွဲမှာဆိုလို့နော်အဲ့လိုပုံစံမျိုးမလာတာဖြစ်မှာပါနော်သူကဒီတစ်ဖက်ရဲ့ဆိုင်ရောက်ရင်ကအဲ့လိုတခုခုကျွေးရင်မွေးရင်လည်းပြောရင်တော့ဒီမျိုးခုကတော့သူကနည်းနည်းရောက်လေပြောရမယ်အတူတူအဲ့လိုပြောပြလိုက်တဲ့ဟာเนาะပြောတာစောတော့တယ်ဗျာเนาะဟိုဘက်ကလူကလည်းသူတို့အရှင်ရှင်း ်တမျိုးဒေသရှင်ထိတ်တိတ်အဲ့လိုမတွေးရှင်လို့နော်အဲကြောင့်ရှောင်လိုက်တာပြင်ပါပါอืมအဲအဲပါဝါကိုတုတ်တဲ့တုတ်ထက်ဒီလူကိုဒီအကိုကိုကူညီဖို့ဆိုတဲ့လူထက်ဘဘကတော့ပါဝါနည်းနည်းမြင့်ပုံရတယ်နော်အကိုရဲ့ဟိုညီဒီအားတော့ကောနောက်ဖို့ရမှာတွေ့မညီဒီရတယ်ထားလိုက်တော့တကယ်ဒါတရားသွားပြီအဲ့ဒီမှာမာကျွန်တော်ကူညီတဲ့လင်မယားကောင်းမလေးကောင်းမလေးဘုံလူအိုက်ပြန်လာအောင်ကောင်းမလေးရဲ့ဦးမင်းတော့ပြန်လာတယ် တော့ပြောပြီးပြန်လာတာအစမပြေဘူးကိုကြီးတဲ့အဲဘာလို့ဆိုတော့လက်ရှိမှာလည်းတဲ့အခုလောလောဆယ်မိမိတော့လည်းမနိုးသေးဘူးအဲ့နေတော့နဲ့ချစ်တုံလေးကလည်းအဲ့နေတော့ခလေးကလည်းအိတ်ပုတ်ကြီးချစ်လို့စားတာနော်အဲ့နေတော့နဲ့ပြီးတော့ဟိုဟာပေါ့သူတို့ဘက်ကဘာလဲဆိုတော့ခဏနေပါဦးစောင့်ပါဦးအဲ့လိုမျိုးကြီးပြောထားတဲ့အတွက် ဒီအရမ်းပတ်သက်လို့ဒီ case နဲ့ပတ်သက်လို့ decision မချရသေးဘူးနော်အကြောင်းပြန်မယ်ပေါ့အဲ့လိုမျိုးပြောထားတာတပတ်တပတ်ကမိသားစုဝင်တွေကဘာတောင်းဆိုထားလဲဆိုရင်နားနဲ့ကြတော့နော်အိုလိုမျိုးဝူရူရဘဲမနာပေါလို့ပဲသားလေးလာပြောတာမဟုတ်ဘူးလိုက်ပေါ်ကတည်နေမဟုတ်ဘူးကာကရှင်ရဲ့အုတ်ထင်းသူဟယ်လိုလေးလမ်းပြောတာဟုတ်တယ်ပြောတာဒီမနက်မှပြောတာ ူတို့ဘက်ကနင်းနာတဲ့ကလေးတွေကိုကြောင်းထုတ်ဖို့မတောင်းဆိုဘူးကြောင်းပြောင်းပြီးချစ်ချစ်တော်တော်အဲကြောင်းပဲတက်ပါသူငယ်တဲ့တက်ကလေးကြောင်းအကြမ်းပဲတက်မယ်ကြောင်းပြောင်းပြီးနောက်တစ်ချက်ကဗီဒီယိုမရိုက်ဘူးလိုင်းမမတင်ဘူးကာကရှင်တွေဘက်ကချစ်ချစ်တော်တော်ပြန်ပြီးကျူးလုံးတဲ့ကလေးတွေပြန်တောင်းပန်ပြီးပြန်တောင်းပန်ပြီး โอเคအဲ့ဒါကိုအဲ့ဒါကိုတစ်ဖက်ကကျွလုံသူတွေနဲ့ပတ်သက်ပြီးတော့ကာကရှင်ကျွလုံနဲ့ကာကရှင်မိဘတွေကိုဒီဘက်ကဝင်းဝါချစ်ချစ်တော်ရဲ့တောင်းဝဲလူတွေမမြင်မှုသေးဘူးလာလိုက်ရင်အိမ်မေးလာဟိုဘက်လမ်းလေးကဒီဘက်လမ်းကလူဆိုတဲ့လူတွေပဲလာတာမလဲအဲ့ဒါကိုဒီဘက်ကမြင်ရတဲ့ပတ်သက်တဲ့ဘက်ကလူကြီးတောင်ရှိတဲ့လူတွေကလည်း ဲ့ဒီတောင်းဆိုချက်လေးနှစ်ချက်ကိုအခုလက်ဒီမဖြေရှင်းမနိုင်သေးတာပါတဲ့ကျွန်တော်ခက်ခဲလို့နေမှာဗျအခုကျွန်တော်ဖုန်းဆက်တော့ဒါလေးရက်ရှိသွားပြီတဲ့ခဏဆောင်ပါဦးဟုတ်ပါပြီလုပ်ပေးမယ်ဆိုပြီးတော့လေးရက်ရှိသွားပြီတဲ့ဘောလုံးကလည်းအဲ့လိုမျိုးတော့ကြာချင်းမဆောင်နိုင်တော့ဘူးတဲ့တလားအဘကလူလေးလည်းကျွန်တော်ကတရင်သမားလည်းမဟုတ်ဘူးဒါရဲမို့ကျွန်တော်ကစိတ်ကနာကြတဲ့ခုနဲ့ဒီဘောပါလာတာဒီကိစ္စတစ်ခုပဲကို ဟမ်နော်အေးကျွန်တော်မှလည်းကျွန်တော်လည်းပတ်သက်ပတ်သက်ကြောင်းအတားဝဲမိတ်ဆွေတွေဖွဲ့စည်းတငယ်ချင်းပေါင်းစည်းတွေရှိတယ်ဒါလေးတို့တော့မမကငယ်လေးဖြစ်အောင်ပူညီဆောင်ရွက်ပေးလိုက်ဟိုဘက်ကလည်းနေမင်္ဂလာပြန်တောင်းဆိုရမှာမဟုတ်ဘူးနော်ကာကန်ရှင်ဘက်ကလည်းအဲ့ဒါမျိုးလေးပဲလုပ်ပေးတော့ဒီဗီဒီယိုကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုးပြီးခဲ့တဲ့2024မှာခရေကခရေကချစ်ချစ်တော်6တန်းအခုပြန်တိုက်လဲ6တန်းတက်အောင် ဲ့ဒီမှာတည်းက6တန်းမပြေလဲအောင်မပြေအောင်အဲ့ဒီချိန်နေနေဘလို့မှတက်ပြေလို့မရဘူးလေဆောင်းဝဲနော်ဆောင်းဝဲပြေလဲရဘူးအခုပြန်တက်6တန်းမပြတ်တက်အောင်အဲ့ဒီဘက်ကအဲ့ဗီဒီယိုပိုင်း line ပေါ်တင်ပြီးကျူးလွန်တဲ့အုပ်စုတွေကိုအင်မတန်မှကြောက်စရာကောင်းပြီးကြီးလေးတဲ့အပြစ်ဒဏ်ကြီးချလိုက်တယ်မနစ်ကတိရကျော် နှစ်ပတ်နားလခလိုက်တယ်ဟောတော်တော်နိုင်နာမှာပေါ့ပုံမှာ၆နန်းနဲ့၆နန်းဖြစ်သွားတယ်အခုလည်း၆နန်းပဲအဲ့လိုမျိုးတရားမြတ်တမှုကိုရှာမယ်ဆိုရင်အဲ့မှာသွားရှာမှန်တရားဘတ်တော်ကားလေးယူပြအဲ့မှာတကယ်လေးတော့ကောင်းတယ်ကဲဒီကိုကတော့ဗျာမြုံများမျိုးကိုကိုတိုင်ကိုရောက်တော့ဒီမှာဒီအယောက်ပိတ်ခဲ့တဲ့ကိုကြီးပါနော် အစသူကိုယ်တိုင်ပြောပြတဲ့ဒီအကြောင်းအရာတွေကတော့တကယ်လက်ရှိအနေထားလေးတစ်ခုပါလက်ဘောကပြောသလိုမျိုးအဆရာမကတော့ဘာလုံးလိုက်ပြီးဟောတပည့်တွေကတော့ဘာလုံးလိုက်ပြီးဆိုတော့ဟာတော့သူပြောပြတဲ့အထင်မှတော့မပါသေးဘူးเนาะဆိုတော့ဒီကိုပြောပြတဲ့အနေထားကတော့လက်ရှိအနေထားဖြစ်ပေါ်မြတ်ပါတယ်เนาะဆိုတော့လက်ဘောကပောက်ရတဲ့ရှောင်းပြီးတော့ရှောင်းပြီးတော့ပြောနေကြတဲ့ဟာတွေကတော့ အာသူတို့အတွင်းနဲ့သူတို့ပြောနေကြတာတော့ထင်ပါတယ်။ဟုတ်ကဲ့ဒါတော့လက်ရှိအရှင်လေးလို့ပြောပြထားတဲ့ဒီကိုကြီးရဲ့ဗီဒီယိုဖိုင်လေးပါ။ဆိုတော့ဒီဖိုင်လေးကိုကျေးဇူးအပ်ပေးတဲ့မိတ်ဆွေတင်ခင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။အာနောက်ဗီဒီယိုဖိုင်ဒီမှာလည်းပြန်လေးအာဆုံတွေ့ကြမယ်။ဟုတ်ကဲ့။အာ see you next video. bye bye.